လူဆိုတာတစ်ခါတည်းကြတော့အချိန်ကြီးလေးစားယူသိမှုခံတဲ့အချိန်ပိုင်းရှိတယ်မို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးတွေရှိတယ်ကြားပြောနော်ကိုယ့်ကိုယူသိလေးစားမှုအလေးထားမှုမရှိဘူးအဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယူသိရှင်ယူသိခံရတဲ့အခါမှလည်းအချိန်မကြီးနဲ့လူတကာကအဖက်မလောက်ဘူးဆိုလို့ပဲစိတ်ဝမ်းဝမ်းမနေနဲ့ဒါတွေဟာအဓိကမဟုတ်ဘူး ကိုမှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေမှုကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတက်ဖို့ရအဓိကပညာနဲ့သက်ပွေးမှုစဉ်းစဉ်သုံးသပ်နေမှုကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုမလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုဆောင်နိုင်မယ်နော်တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကူတတ်အောင် ုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လဲပိုကောင်းတာပေါ့ဟာစကားပြောပဲမရှိတော့ပိုပြီးတော့ကုသိုလ်ရတော့တရားအထုတ်ဖို့အချိန်နေပိုရလာတယ်ဆိုနေလိုက်အဲ့ဒါကောင်းတယ်ပိုပြီးတော့အခွင့်ရရတယ်အရင်တော့မှငါအဖက်လုံးမဲ့လူတွေရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှကိူးဆိုင်ဆံမလုပ်ဘူးကိုထမင်းကိုစားတရားအထုတ်နေမယ်ဆိုစိတ်ထဲမွေးလာအဲ့ဒါလူ လောကဓာတ်ဘယ်လောကဓာတ်မျိုးနဲ့ဂျုံဂျုံဘဝကိုနိုင်ယူနိုင်ရမယ်လို့သူဆို